ခုကျွန်တော်သွားနေတာကတော့တေတော်မြို့ရဲ့မြောက်ဖက်မှာရှိတဲ့ကျွန်တော်တို့တေတော်ဖော်တော်မြောက်တိုးချောင်းပေါ့ဗျာအဲ့ဒီမြတ်ဘုန်းကြီးဖရားနေပြီးတော့မြောက်ကိုသွားပါလေဗျအဲ့ဒီမှာဟိုတိုးချောင်းနှစ်ချောင်းရှိတယ်ပေါ့နော်ကတ်ရက်ပါပဲအဲကျွန်တော်တို့ခေါ်ကတော့အရှိဘက်တိုးချောင်းအနောက်ဘက်တိုးချောင်းပေါ့ဒါပေမဲ့သူ့ရဲ့ဟိုကျောင်းနာမည်ကတော့အနောက်ဘက်ကရွှေဘုံသာတိုးရချောင်းဖြစ်ပြီးတော့အရှိဘက်ကတော့ဓမ္မစင်ယုံတိုးရချောင်းကိုခေါ်ပါလေ ကျွန်တော်တို့ငယ်တုန်းကတော့ဒီကျောင်းထဲမှာဟိုမှန်စီထားတဲ့အကောင့်တစ်ခုရှိတယ်ဗျအဲ့ဒီအကောင့်ထဲမှာလူအယောစုတစ်ခုပုံမပြည့်ရှိပြီးတော့အဲ့ဒီအယောစုရဲ့အပေါ်မှာဟိုဆနလမအယူရဲ့အဖြူမဲ့ဓာတ်ပုံတွေချိန်ထားပြီးတော့အဲ့ဒီလူရဲ့ပညာရည်ရှင်တွေပိုင်ဆိုင်မှုတွေကျွေးဝါခြင်းတွေကိုပေါ်ပြထားတာတွေ့ပါတယ်အင်းတည့်ရက်မှာပေါ့ဗျာအဲ့ဒီမှာကျောင်းထိုင်နေကျောင်းထိုင်ဆရာတော်ဦးကြီးအေးအေးဆရာတော်ဦးကြီးအေးရွာထဲကို ဆုံးခံမကြွားတဲ့အတွက်တရွာတွေကတရားဒဂမတွေကဘုန်းကြီးဘာဖြစ်နေလားလဲ။နော်ကျမ်းမကြီးမကောင်းလားလားဆိုပြီးတော့ကျောင်းကိုသွားကြတယ်ဗျ။အဲသွားလိုက်တဲ့အခါမှာဆရာတော်ရဲ့ရှေ့တော်မှာကျောင်းထောင်သားတွေညံ့မိနေတာပေါ့။ဆရာတော်မှာညံ့မိနေတာရှေ့တော်မှာ။အဲ့တော့တရားဒဂမတွေကဒီညက်ကိုဖြုတ်ဖို့လုပ်တဲ့အခါတော့ဆရာတော်ကအဖြုတ်မခံဘူးဗျ။ဒီထောင်ထားတဲ့เนาะညက်ပိုင်ရှင်ကိုယ်တိုင်လာဖြုတ်မှသာ အပြုတ်ခံမင်းဆိုပြီးတော့မိန့်ကြားတဲ့အတွက်ဒကာဒကာမတွေကလည်းရွာတွေကိုပြန်လာပြီးစုံစမ်းတာပေါ့နော်စုံစမ်းနေဒီညက်ကိုဘယ်သူထောင်းတာလဲဒီကြောင်မောင်းကိုဘယ်သူထောင်းတာလဲနဲအဲ့ဒီမှာဟိုကြောင်မောင်းထောင်းတဲ့လူကိုခေါ်သွားပြီးတော့ဆရာတော်ခြေထောက်မှာညက်နေတဲ့မောင်းကိုဖြုတ်ခိုင်းတာပေါ့ဖြုတ်ခိုင်းတဲ့ခါမှာဆရာတော်ကနောက်တစ်ခါပြိဿံကြီးကိုတော့ယခုလိုမောင်းမထောင်းတော့ပါဘူးမငင်းစဲတော့ပါဘူးမလုတော့ပါဘူးမဖမ်းဆီးတော့ပါဘူးဆိုပြီးတော့ဝန်ခံကြိပေးမှဆရာတော်ကသူ့ခြေထောက်မှာညက်နေတဲ့ ဒီကြောင်မောင်းဖြုတ်ခံတာဆီရော်ဝီပြန်လည်နှောင်မှုပြီးတဲ့နောက်ကြောင်ကိုဆက်ခံပြီးတော့သတင်းသုံးနေထိုင်တဲ့ဆီရော်ကတော့တဲတော့မှုမြောက်ဘက်ကခင်းကြီးရွာစားပြီးပေါ့ဗျာဆီရော်ဥနန္ဒဝန်သားဖြစ်ပါတယ်အဲအဲ့ဒီဆီရော်ဥနန္ဒဝန်သားရဲ့နောက်ကြောင်ထိုင်တဲ့ဆီရော်ကတော့ရှုမြို့မြင်းကျောင်းစာတဲ့လိုက်မှာပိတကနှစ်ပုံခွဲအောင်တဲ့ဆီရော်ဥမှုနေနာဖြစ်ပါတယ် ဲကျွန်တော်ယခုလိုရန်ကုန်တင်ဆက်ရတဲ့အကြောင်းရင်းကတော့အဝေးရောက်နေတဲ့သဲတော်သူသဲတော်သားတွေအမတ်တရတတိတရရှိစီဖို့ရန်ကုန်တင်ဆက်ရခြင်းဖြစ်ပါတယ်ကျွန်တော်နဲ့တူလိုက်ပါကြည့်ရှုရှုမြော်ကြပါသလားခင်ဗျာ